မင်္ဂလာပါကျွန်တော်ကနွေနေပါမြို့သားညီရေးဆိုရကာကွယ်ရေးဌာနပြည်သူ့ကာကွယ်ရေးတမတော် Tribunal မှာတာဝန်ထမ်းဆောင်နေတဲ့ညီပြောင်မှုတယောက်ဖြစ်ပါတယ်အခုလည်းတော်တော်ကျွန်တော်တို့တော်လိုက်တက်တွေသိယူထားတဲ့နေပြည်တော်မှာစစ်ကောင်စီကပြုလုပ်နေတဲ့ဒေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အဲသားတွေအများကြီးထိခိုက်သေးဆုံးနေတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်နဲ့စစ်ကောင်စီတက်ရဲ့စစ်ကောင်စီလော်ဘီရဲ့နဲ့ကျွန်တော်ပြည်သူတွေမြန်မာနိုင်ငံမှာရှိတဲ့ရဲသားပြည်သူတွေအားလုံးကိုကိုဝင်သိအောင်ကိုကိုဝင်မြင်အောင်ကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်ကအခုလက်ရှိအဲ့ဒီနေပြည်တော်မှာတာဝန်ထမ်းဆောင်နေနေပြည်တော်မှုတယောက်ပါ တသက်မဲ့ကျွန်တော်ရေသားပြည်သူတွေထိခိုက်သေးသေးပျစီးအောင်ရေသားပြည်သူတွေအများကြီးရှိတဲ့နေရာရွေးပြီးတော့လေချောင်းတိုက်ခိုက်နေတာအခုဆိုရင်စင်ကုနဲ့တပိတ်ချင်းနှမြုတ်နေနေမှာတယ်ရေသားဥယျာ100ကျော်သိဆုံးခဲ့ပြီဖြစ်ပါတယ် PDF တွေထိခိုက်တယ်ဆိုတာရှားပါတယ်ဒါကိုကျွန်တော်မြေမြထွက်လာတဲ့ဓာတ်ပုံတွေရေဗီဒီယိုမတန်းတွေကကျွန်တော်တက်တည်ဖြစ်တယ်ရင်းဆန်လို့လုံးဝမရပါဘူးရေသားတွေကြည်တိတက်ထိခိုက်တဲ့ဖြစ်ရတွေကအများစုပဲဖြစ်ပါတယ်ကျွန်တော်အာလက်တလုံးဖြစ်သွားခဲ့တဲ့ ပြင်းအားခိုးတဲ့တမကုံအဆင့်နဲ့အလုတ်ခဲတဲ့နလင်ကြောင့်မန္တလေးတစ်မြို့လုံးနှီးပါစကိုင်းတစ်မြို့လုံးနှီးပါအပျက်စီးဆုံးရှုံးခဲ့တဲ့ရဲသားတွေအများကြီးတည်ဆုံးခဲ့တယ်ရဲသားအုပ်အိမ်တွေပျက်စီးခဲ့တယ်ဒါကိုပြည်သူတွေတည်ပြီးသားဖြစ်တယ်ကျွန်တော်အနေနဲ့ကတော့ရှမ်းမြောက်ကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ပျက်စီးသွားတဲ့မြို့ကြီးတွေနောက်ခုကချင်းပြည်နယ်ကမြို့တွေပြီးတော့မလင်းနဲ့အနီးဆုံးမှာရှိတဲ့ လက်ပံလာကြေးရွာမှာရှိရဲ air strike လုပ်ခဲ့တဲ့ခါမှာအဲ့ဒီ air strike မှာတည်ဆိုးခဲ့တဲ့အဲ့တိုင်းအများကြီးတည်တာကိုကြည့်ပြီးတော့ကျွန်တော်တို့တရားရထူးဆန်းနေတော့ဒီလိုစိတ်ထိခိုက်စရာတွေအတိတ်ထိုင်နေကိစ္စတွေနဲ့ကျွန်တော်တို့ကရင်းနှီးနေတယ်လို့မျိုးဖြစ်နေတယ်အာဒါကတော့ဘယ်လိုပြောမှာတော့ကျွန်တော်တို့နေအသားကျနေတယ်လို့ဖြစ်နေတာအာတပိတ်ချင်းမျိုးနဲ့ရေရွက်ကြီးကြည့်ရမှာတိုက်ခိုက်ခဲ့တဲ့လေချောင်းတိုက်ခိုက်မှုဆိုရင်တော့ကျွန်တော်တို့ဒါအဖို့အဆိုးဆုံးလို့ပြောရမယ်။ရေသားတွေအများကြီးတေးရ။ဆိုတော့ ဒီလိုလေကြောင်းတက်ခိုင်းလို့စေရအားတာသွားမယ်မဟုတ်ဘူးဆိုတာကိုသိသိချင်းတယ်တဖြည်းဖြည်းနဲ့အရင်တော့ကစစ်ကောင်စီကိုကျွန်တော်ပြည်သူတွေမထောက်ခံကြရပို့ပြီးတော့မှစိုးတဲ့အချိန်နေစစ်ကောင်စီကိုပုံမုံတည်တဲ့အချိန်နေရောက်လာပြီဆိုတာကိုသိသိချင်းတယ်ဘာကြောင့်ဒီလိုရဲသားပြည်သူတွေအများကြီးရှိနေနေရအောင်လေကြောင်းတက်ခိုက်ပါတယ်လေကျွန်တော်ပြည်ထဲရှိလို့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာစစ်ကောင်စီကတက်ရှို့တွေးခွဲနေတာလားအော်ပြောနေတာကတော့အော်ပြည်သူကအဲ့လောက်ငြင်းနေတာမဟုတ်ဆိုတာသိသိချင်းတယ် ပြည်သူကဘယ်သူကကျူးလွန်လဲဆိုတာကိုသိကိုသိတယ်။အဲ့တော့ကျွန်တော်တို့စစ်သားတွေပဲကျွန်တော်တို့ရှိတဲ့နေရာတွေကိုပဲတက်တက်ချကျွန်တော်တို့ကသိစားရှိကျွန်တော်တို့ကသိဖို့အစိုးရတွေကရွေးချယ်ချပေးတာပဲအဲ့တော့အခုလိုအရသားတွေအစုလိုက်အပြုံးလိုက်တည်ကြည်ပျက်စီးဖို့ညွန်ချလာအမိတ်တွေကိုလည်းမနာခံဖို့ဆိုတာကျွန်တော်စစ်သားခေါင်းတွေတိတိတိထိုက်တဲ့အချက်ပဲဒါဟုတ်စစ်ကောင်စီရဲ့တပ်သားတွေလည်းသိရဆိုတော့ မလုတ်သိမ့်မလုတ်ခိုက်ကြမလုတ်ဖို့နဲ့ဒီလိုအယတားပြည်သူတွေအများကြီးထိခိုက်တေချေပြည့်စည်းအောင်လုတ်ခဲ့တဲ့ခင်ဗျားတို့စစ်ကောင်စီတက်တော့လုံးဝပြက်ပြက်သုံးသွားတဲ့အချိန်ကျွန်တော်တို့ချိန်မုံးမယ်တုတ်တယ်မယ်ပြီးတော့ခင်ဗျားတို့စစ်ကောင်စီတက်ကိုတက်ရောက်ချင်းစီစစ်ခုံရုံးကိုဂုတ်ဆွေးပြီးခေါ်တဲ့အဆင့်ဒီရောက်အောင်ကျွန်တော်တို့စူးစမ်းသွားမယ်လို့အတိပေးသတိပေးခြင်းတယ်ပြည်သူတွေသိစေချင်တာကတော့ဟိုကျွန်တော်ပြည်ထဲတွေရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်ပြည်ထဲတွေမရှိတဲ့နေရာမှာပဲဖြစ်ဖြစ်ဟုတ်အရင်အနှစ်တွေအများကြီးကြတာပြည်ရင်းစစ်မှာရဲသားတွေကိုပဲ ပြင်းမဲ့ထားတိုက်ခိုက်ခဲ့တယ်ဆိုတာပဲဒါကိုသိစေချင်တယ်ဒါကြောင့်ရဲသားပြည်သူတွေအနေနဲ့အခုလိုမျိုးစစ်ကောင်စီကပြုလုပ်တဲ့လေချောင်းအန္တရာယ်ကိုစနစ်တကျကာကွယ်နိုင်ဖို့ဘုတ်ကိုချင်းတူးလာတယ်လေချောင်းပတ်သက်တဲ့အတိပေးနှိုးဆော်ချက်တွေကိုတတိထားလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ကွာနိုင်ငံတော်ကာကွယ်ရေးအင်းအားရှိရင်ပေါ့ဗျာနော်။အဲတက်မလို့အင်းအားရှိလို့ရှင်အဲတန်းပြအင်းအားရှိမယ်ဆိုတဲ့ဟာကတော့ပေါ်လင်းပါတယ်ဗျာ။အင်းပြည်သူအလုံးကိုလည်း နိုင်ငံချစ်စိတ်မျိုးချစ်စိတ်တက်ဒီဒီတဲ့ပူပြီးတော့မှရှေ့အောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဒါမှသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ဖူဖူထုတ်တက်မှုအောင်ဖူဖူထုတ်တက်မှုရှိအောင်ပေါ့ဆောင်ရွက်နိုင်မယ်ဆိုတာလေကျွန်တော်တွေးပါတယ်မြန်မာနိုင်ငံတဲ့တရုတ်နိုင်ငံကတော့ဟိုဥစ္စာပေါ့ဗျာကျွန်တော်တို့ဆူမြပေါ့ဖော်အဲချစ်ချစ်ရင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်မြန်မာပြည်ကမြေဖက်နိုင်ငံတစ်ခုလည်းဖြစ်တယ် ။ဟောခရိုအေးရှားလူများတဲ့အင်ဒီဂျီနိုင်ငံတွေလည်းဖြစ်ပါတယ်။ဒီအနေနဲ့ရွေးကောက်ပွဲကိုထောက်ခံသလားမင်းတော့ကျွန်တော်ပြောရဲထောက်ခံပါတယ်။ပြီးတော့မြန်မာနိုင်ငံရဲ့ငင်းချိုင်းလုပ်ငန်းစဉ်မှာဒီပွဲပေါ်မှာပတ်သက်မှုခက်ခဲတာကြီးပါသလားမင်းကြီးပါတယ်။ကြီးတာမှာကြီးတာမှာဘယ်လောက်ကြီးလဲမင်းသူ့အိမ်တကယ်သူကြီးတာ။ကျွန်တော်မြန်မာနိုင်ငံရေးခင်ကသူ့ရေးခင်တကယ်သူကြီးတာ။ဟောမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာငင်းချိုင်းရေးပြဿနာဒီရှိသမျှပြဿနာအထွေထွေအရေးကတရုတ်နိုင်ငံအတွက်ဘယ်လောက်ရေးကြီးပါသလဲမင်းတရုတ်ကသူ့ရဲ့ ပြဿနာတကယ်တော့အရေးကြီးတယ်ရွယ်ပြီအဲ့တော့ဘာပွင့်လဲပြောရင်တော့ तू อ่ะအဲ့တွေ तू ကိုယ်တိုင်ဝင်ပြီးဝင်ကိုရှင်းလာနောက်ဆုံး तू ကိုယ်တိုင်ဝင်ပြီးရှင်းပြရပေါ့အဲ့ဒါအဖြစ်ပဲ5 minutes later ဟောလို့ကျွန်တော်တွေးလိုက်တယ်ဒီတရုတ်တွေကတခိုးတွေဓမြတွေဆိုတော့ ပို့ပြီးပေါ်လာတယ်နော်သခိုးသမားတယောက်တွေပေါ့နော်တယောက်တွေကသခိုးသမားစိတ်ရှိတာပို့တော့ပေါ်လာလာဆိုတော့သခိုးစိတ်သမားစိတ်ရှိတာပေါ်လာလာတော့ပဲနော်အဲ့တော့တယောက်ဆိုရအနေနဲ့တော့ပို့တယောက်တွေကသခိုးသမားတယောက်တွေဆိုတော့ဟိုနာမည်ဆိုးမထွက်အောင်တယောက်ဆိုရအနေနဲ့တော့ထိန်းချောင်းပေါ့ဗျာကိုလူကိုထိန်းပေါ့မထိန်းနိုင်ရင်လည်းသခိုးတယောက်ပဲသခိုးတယောက်သမားတယောက်တွေကျွန်တော်တို့ပြောရမှာပေါ့လေသခိုးတွေပဲသခိုးတွေကတယောက်ပဲသခိုးတွေကသမားတွေပဲဖြစ်နေတာအဲ့တော့ဟို sorry ဟိုတယောက်တွေကသခိုးတွေဖြစ်နေတယ် တရုတ်တွေဓမြလေးဖြစ်နေဆိုတော့ကျွန်တော်တို့လာရှုဖြစ်စဉ်ကမြင်နေရတာပဲဆိုတော့နေဆက်မှာနေဟိုတတုတွေတဘောကတွတ်တဲ့ဇာတာတွေကိုသခိုးနီးသခိုးစင်းနဲ့ခိုးလို့မကောက်ဘူးအခုဘာပါလဲဆိုတော့ဓမြမှာတိုက်ကုန်လားဆိုတော့တရုတ်တွေကဒီလောက်တော့ဟိုမရမ်းရမ်းကားတကောင်တွေဖြစ်နေတာလားဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါတရုတ်ဆိုးရကတော့ကိုလူကိုထိညာဖို့လိုကြီးဘာကကြိုကြီးရဲ့ဦးမရောက်လိုက်ပုံနောက်မှထားပြီးတော့မှอืมเนาะပေါ့လူပဲသာတောင်းစီရင်မီရစကားတွေအေးပြောနေတာတွေကြတော့อืมเนาะတစ်ဖက်ကဟောဒီဘက်ကိုဘက်ကလူတွေရောอืม ဟိုတစ်ဖက်ကလူတွေရောပြောတာပေါ့ဗျာပြောတော့ဘာဖြစ်လဲဆိုတော့သူတို့ချိန်ထားတဲ့ဓာတ်ပုံပိုင်ရှင်ပေါ့နော်အဘကချုပ်ကြီးကိုယ်တိုင်နိုင်ငံတော်ဝန်ကြီးချုပ်ကအလကားနေစောက်ချက်ကွဲတာပေါ့နော်တိုက်ကုန်ကြပြီအဘကချုပ်ကြီးကိုနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်အစိုးရကိုအားပေးတော့ခံတဲ့လူတွေကဒီလိုလူသားမျိုးတွေလားဆိုတဲ့နော်စကားတွေပြောခံရတာပေါ့နော်မူမမှန်တဲ့လူတွေပေါ့နောက်တစ်ခုက ဟိုအဲ့ဒီအဘကရောကြီးဦးမင်းအွန်လိုင်းကိုပုံကိုနောက်မှာထားပြီးတော့မှအင်းဘုံဘကံပြောတာနော်တူတူတန်တန်ချိန်ထားတာမဟုတ်ဘူးအင်းနော်အဲ့သူ့ရဲ့နောက်ဒီမှာကြည့်ကြည့်လိုက်အဲ့ပုံစံတပုံအဲ့ပုံတပုံနဲ့နဲ့ကိုအင်းလှုပ်ရှားနေနော်လှုပ်တာလှုပ်တာလှုပ်ရှားတာကအင်းနော်တကယ်တော့နိုင်ငံတော်တက်မတော်ကာဝယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အရင်တိတ်ခါကြားအင်းချမလားဆိုင်ရလားအေးပေါ်ကြကုန်ပြီမမောက်ခိုင်နဲ့မင်းသားကြီးနဲ့ဟမ်အေး စိတ်ပေါ်ဟာဒီနေရာနေစိတ်ပေါ်လေဒီညနောက်နေ့နေတို့ရဲ့စောက်ပဇက်နေတို့စောက်ခွက်တွေလည်းမမြင်ကျင်ဘူးနေတို့တိလည်းမသိကျင်ဘူးဘဒူလာပို့ဖို့တခါလဲပြောမယ်နော်ကျွန်တော်တို့တို့ဘာပြောပြောဘဒူမှလာမပို့နေတော့စောက်ကုန်တော့ဟုတ်မန္တလေးမှာဖြစ်ဖြစ်မန္တလေးနန်းတွင်းမှာနန်းတွင်းအခြေမှာချမလားချားရတယ်ကြောက်မင်းသားကြီးဆိုတဲ့ကောင်နဲ့မိုးမိုးခိုင်းနေနေတို့ကတက်မလို့အတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လုံးလုံးတယ်ဟုတ်ပြီနေတို့လုံးတဲ့လူနဲ့ငါစော်ဘုန်းကြီးတယောက်ပဲနေတို့နှစ်ယောက်ပဲလေအေး ကြိုက်တဲ့နေရာမှာရက်လိုက်နေတော့ဘက်မှာလူများတယ်ဆိုရင်လေပြင်းပြက်ခံနိုင်မယ်တခုတော့ရှိတယ်ငါပတ်သက်မချမ်းသာဘူးဟဲ့အောင်တောင်းတကုံမလုပ်နဲ့တောင်းတကုံတရားရုံးနေဇဲစကန်နေမလုပ်နဲ့အေးတွဲမလားအေးချပြီချတော့မယ်ဟမ်တတိရှိလားအဲ့လိုတတိရှိလားမင်းသားကြီးဆိုတဲ့ကောင်ကျော်အောင်ဆန်းဦးဆိုတဲ့ကောင်မင်းရောအခုမင်းခိုင်းထားတဲ့မိုးမိုးခိုင်းရောငါစိန်ခေါ်တယ်ကွာအင်းချမလားမင်းယောက်ကြားမဟုတ်ဘူးလားအင်းဟမ်ကိုကြိုက်ပြီ ရန်ကုန်မန္တလေးနေပြီးတော့မင်းကြိုက်တဲ့နေရာမှာပြောလိုက်ကွာอืมရက်ဆွဲတိကျတဲ့ချိန်ညာလိုက်อืมဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ